တစိုက်ခတ်နဲ့ဘရာတော်မန်နီငှက်ကဘလို့လို့ပြောဝင်လာလို့ရတယ်အနေအောင်မိခွေးရဲ့ထဲမှာအန်ကျိတ်တန်ကထွက်လာပါတယ်သူကညာဘက်လက်ကိုမြှောက်လိုက်တဲ့အခါသူ့ရဲ့လက်ချောင်းကြီးရဲ့ပလက်မှာနဆိုးဆွဲရဲ့အများကြီးကပေါ်လာပါတယ်ဗီဒီယိုလေးမဆက်ခင် YouTube channel လေးကို like and subscribe လုပ်ခဲ့ပြီးကိုတောင်းဆိုချင်ပါတယ်သူ့ရဲ့လက်ညိုးနဲ့ထိုးလိုက်တဲ့အခါနဆိုးဆွဲရဲ့အာလုံးကပလင်းထဲကိုဝင်သွားပါတယ်ပလင်းကပထဲမှာဝလင်းရဲ့ပလက်ကမီးရဲ့ပင်လယ်ကတောင်မန်နီငှက်စီကိုတုံထိုးတက်သွားပါတယ်ထိုးတောင်မန်နီငှက်ကရက်ပေထောင်လောက်မြင့်ပြီးလုံးဝကိုနီးရနေပါတယ်သူ့ရဲ့တောင်မန်နီကိုဖျက်လိုက်တဲ့အခါပေယာပေါင်းများစွာကျင်ဝန်းလုံးလာပါတယ် ်မီးရန်တောင်းနေတဲ့သူ့ရဲ့အမိကသူ့ကိုပို့ပြီးတော့ခန်းကားထည့်ပါစေပါတယ်အထူးသဖြင့်တောင်မန်နီငယ်ရဲ့မျိုးလုံးတွေရာအစ္စရဲအကြီးနဲ့ဝန်လင်းရဲ့အကြီးနဲ့တစ်ထပ်တည်းပါကဘာကြီးကိုဖုံးလန်းနေတဲ့မီးရန်ပင်လယ်ကလည်းစူဝေးလာပြီးမျက်စိတမိတ်အတွင်းမှာပဲတောင်မန်နီငှက်ကဆုပ်ယူလိုက်ပါတယ်တောင်မန်နီငှက်ကမီးရန်ပင်လယ်ကိုထုတ်လွှတ်နေရလားမီးရန်ပင်လယ်ကတောင်မန်နီငှက်စီကိုဆုပ်ယူခံနေရလားဆိုတာတော့မပြောပြနိုင်ပါဘူး အဝေးကနေကြည့်မှဆိုရင်မီယန်ပင်လယ်ကရဲမျက်နှာလေးမျက်နှာကနေထွက်ပေါက်လာပါတယ်။တောင်မနီငှက်ရဲ့အော်တန်ကတဖန်ပဲ့တင်ထလာပြီးဒီတစ်ခါမှာတော့ဝမ်းမြောက်မှုတွေနဲ့ပြင်းထန်နေပါတယ်။ထို့အော်တန်ကပဲ့တင်ထလာတဲ့အခါနေပယ်ထဲကကီလိုမီတာတန်ပေါင်းများစွာကိုဖုံးလွှမ်းနေတဲ့မီယန်အားလုံးကသူ့စီကိုအယူမှုနဲ့စူဝေးလာကြပါတယ်။မီယန်နေရဲ့ပမာဏကကြီးမားပါတယ်။ထို့မီယန်နေစူဝေးလာရာကနေထွက်ပေါက်လာတဲ့အပူချိန်ကဘာလို့မဆိုတက်ပြစ်နိုင်လောက်ပါတယ်။ ဝလင်းရဲ့အကွဲနေတဲ့အရေပြားကိုထုံမယုံနိုင်စရာပူရှင်ကထိမှန်သွားပါတယ်။သူ့ရဲ့အရေပြားကကိုယ့်ရဲ့ကကျွကျသွားပြီးအသားအသစ်တွေအားပေါ်လာပေမဲ့မကြခင်မှာပဲအကွဲကြောင်းတွေအားပြန်ပေါ်လာပါတယ်။မီးရဲ့နေအလုံးကသူ့ရဲ့ခန္ဓာကိုယ်ထဲကိုဝင်ရောက်သွားပြီးသူ့ရဲ့ခန္ဓာရဲ့အတွင်းပိုင်းရဲ့အပူရှင်ကိုမြုံနိုင်စရာအဆင့်ကိုရောက်ရှိစေပါတယ်။အရင်အားဆိုရင်တော့ဝလင်းကပြကြသွားမှာပါ။ဒူဝရင်တောင်မနီငန်းကလှူထလာပြီးရဲ့နောက်မှာတော့ထိုးရောက်ခန္ဓာရင်ရှိလာပါတယ်။သူ့ရဲ့မျက်လုံးတွေအားတောက်ပါလာပြီးသူ့ရဲ့မူလဆွေရင်ကလည်းအယူမူနဲ့လေဘက်ကအပူဆုပ်ယူပါတယ်။မကြခင်မှာပဲသူ့ရဲ့မူလဆွေရင်ရဲ့အပူရှင်ကမြုံနိုင်စရာအဆင့်ကိုရောက်ရှိ သွားပါတယ်ဒီလိုအပူချိန်မျိုးကဘလောက်ပဲမှကြောပါစေအသားအလုံးကိုဖျက်ဆီးပြနိုင်ပါတယ်ထိုအရာတောင်မနီငယ်ရဲ့နှုတ်ထလာခြင်းရဲ့အဓိကအခက်ခဲပါနှစ်ပေါင်းများစွာအတွင်းမှာနဖျားလီပါခိုင်းမှာဟင်းသားပရာနှုတ်ထလာမှုတွေအများကြီးရရှိခဲ့ပါတယ်ဒိုးရတဲ့နှုတ်ထလာတဲ့အချိန်မှာအများစုကအပူဒဏ်ကိုမခံနိုင်လို့ပြကြသွားခဲ့ရပါတယ် နဖျားလီပါခိုင်းမှာရှေးခေတ်ခရေရရှိတဲ့ရှေးကြတဲ့ဇာတ်ကောင်ဟာရှိပါတယ်ထိုဇာတ်ကနဖျားလီပါခိုင်းရဲ့အမွေနှင်းကိုခြုံငုံပြီးတော့ဖော်ပြပါတယ်တခင်လေးပါနူထခြင်းအနေအောင်လေးကတော့အမြင့်ဆုံးပါအဖြူအောင်ကြားတော့ရက်ဆက်ဆုံးပါအပြောင်ငကားတော့အစွမ်းထက်ဆုံးပါတောင်မနီငှက်ကတော့အခက်ခဲဆုံးပါနဖျားလီပါခိုင်းမှာအနေအောင်လေးကိုနူထလာတဲ့သူကမနှဲပါဘူးဘာလို့လဲဆိုတော့သူတို့ရဲ့နူထလာမှုကအနေရဲ့အနည်းဆုံးပါအဖြူအောင်ကြားရဲ့နူထလာသူတွေကတော့အရန်ဥမရက်ဆက်ကြပါတယ်လူတွေအမြောက်များကိုတဖက်ခဲတဲ့သူတွေပါ အပြောင်းနဂါတော့ဆွမ်းထက်ဆုံးပါအပြောင်းနဂါနိုထလာသူတွေရလေရှားပါမိမယ်ကြာရှုံးမှုကနေပါတယ်နိုထလာပြီဆိုရင်တော့အပြောင်းဧကရိဖြစ်လာမှာပါရှေခေကာလတုန်းကအပြောင်းနဂါဧကရိကထူးဆန်းစွာနဲ့ပျောက်ကွယ်မသွားခင်တောင်မန်နီငှက်သူတော်စင်ဧကရိကသူ့ရဲ့တတရားမြောက်ကောင်းကင်ဘေးဒုက္ခကိုရင်ဆိုင်နေရလို့ကျင့်ကြံမှုစွမ်းအကိုအပြေဝမတုံနိုင်ခင်မဟာမိတ်တွေနဲ့စစ်ပွဲကအချိန်တွေတမျိုးဖြစ်နေမှာပါ နဖျားလီပါခိုင်းထဲမှာတောင်မင်းငှက်ကနူထဖို့အတွက်အခက်အခဲဆုံးမှာအပြောင်းငကားနောင်နှိုင်းလို့မရပါဘူး။အောင်မြင်စွာနဲ့နူထလာပြီးစံတမှုတွေကိုကြော်လာကဧကရေဖြစ်လာနိုင်တဲ့သူကအလုံအမနေပါတယ်။အလုံအမထမြက်ပြီးဒါနာအီလာတောင်မင်းငှက်ခန္ဓာကိုရှိတဲ့သူတွေကကျင့်ကြံမှုကနေမီးရန်စွမ်းအင်းတွေကိုလုံလောက်အောင်ဆုပ်ယူပြီးမှတောင်မင်းငှက်နူထလာမှုကိုစတင်နိုင်ပါတယ်။အဲဒီခါမှာမြုံနိုင်စရာအပူဒဏ်ကိုခံနိုင်ရှိပြီးနူထလာအချိန်မှမတိပါဘူး။ တောင်မန်ဒီငှက်ခန္ဓာကိုယ်ကသာမရှိဘူးဆိုရင်အတွင်းပိုင်းနှုတ်ထလာမှုကိုမရနိုင်ပါဘူးပြင်ပအာဟုတ်ပဲအကိုပြီးတော့နှုတ်ထားပါမယ်တောင်မန်ဒီငှက်ရဲ့ရှီလီယာတဲ့တမိုင်းတစ်ချောင်းမှာထိုကဲ့သို့နီလန်းနဲ့အောင်မြင်တဲ့သူကမရှိပါဘူးဝင်လင်းရဲ့နှုတ်ထလာမှုကပြင်ပအာဟုတ်အကိုပြီးနှုတ်ထလာတဲ့အမျိုးအစားမီးရဲ့နေရာဆူဝေးလာနဲ့အမျှအပူချိန်ကပိုပြီးတော့ပြင်ထလာပါတယ်သူရဲ့ရှီအောင်နဖျားခန္ဓာကိုယ်ကသာမရှိရင် သူကခုချိန်မှာဖုံမိုးဖြစ်သွားတော့ပါပြီတောင်မန်ဒီငှက်ရဲ့တမိုင်းတစ်ချောင်းမှာပြင်ပအာဟုတ်အကိုပြီးနှုတ်ထလာနိုင်တဲ့သူကမရှိခဲ့ပါဘူးသူကတဲ့တောင်မန်ဒီငှက်အမှတ်သားကိုသူ့ရဲ့ခန္ဓာကိုယ်နဲ့နှုတ်ထလာမှုကို ခံနိုင်ရှိတဲ့သူရှေးရောင်နှစ်ဖျားတစ်ပါးစီကိုပေးရခဲ့တာမျိုးလည်းမရှိပါဘူး ဝလင်းကသူ့ရဲ့ချိန်ကားပွင့်ရှေးအောင်ဖျားခန္ဓာကူနဲ့ထိုမြုံနေစရာအပူဒဏ်ကိုခံနိုင်ရှိနေပါတယ်။သူ့ရဲ့အရေပြားအကွဲသွားတိုင်းအစ်တရာပြန်ပေါ်လာပါတယ်။ထိုရာသူ့ရဲ့ရှေးအောင်ဖျားခန္ဓာကူကဒလောင်းမြင့်မာတဲ့အပူရှင်ကိုတဖြည်းဖြည်းနဲ့လိုင်ယုံကြီးထွေဖြစ်လာတဲ့အထိဆက်ဖြစ်နေပါတယ်။မီးရဲနေရနေပယ်တစ်ခုလုံးဖုံးလန်းနေပြီးနေပယ်ဒီထဲမှာမီးရဲနေအလုံးကထိုနေရာကိုတဟုန်တိုးရောက်လာပါတယ်။တောင်မန်နီငှက်ကမီးရဲနေကိုစွပ်ယူလိုက်တာနဲ့မကြခင်မှာပဲကြီးမာတဲ့မီးလုံးကြီးတစ်လုံးကဖြစ်လာပါတယ်။မီးလုံးကြီးကဖြစ်လာတဲ့အချိန်မှာဝလင်းနဲ့တောင်မန်နီငှက်ကိုဝင်းရထားပါတယ်။ ထိုအချိန်မှာပဲတောင်မန်နီငှက်ကတဖန်អော်လိုက်ပြီးသူ့ရဲ့နေရတဲ့ခန္ဓာကိုယ်ကဝလင်ရဲ့မျက်ခုံးကနေထွက်လာကဝလင်ရဲ့ခန္ဓာကိုယ်ဝင်းရလိုက်ကြပါတယ်မကြာခင်မှာပဲအသက်ဝင်နေတဲ့တတူးတစ်ခုအဖြစ်ပြောင်းလဲသွားပြီးဝလင်ရဲ့ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခုလုံးဖုံးလွှမ်းသွားပါတယ် ဝယ်လင်းရဲ့အရေးပြားမှာလည်းအကွဲเจ้าနေရာပြင်းနေပါတယ်။နီရဲနေတဲ့တောင်မဏီငှက်တတူးနဲ့ပေါင်းဆက်လိုက်တော့မထင်မှတ်ထားလောင်းကိုခန်းကြလာပါပါတယ်။အထူးသဖြင့်ကျယ်ရီလိုတောက်ပါနေတဲ့သူ့ရဲ့မျက်လုံးလေးပါ။ဒူဝါရင်ထိုးရောဘသူကမှမမြင်နိုင်ပါဘူး။မီလုံးကြီးတွေကဝယ်လင်းကိုအမြင်မြူချလိုက်ပြီးပို့ပြီးတော့ကြီးလာပါတယ်။မကြိုက်ခင်မှာပဲအဖြတ်ဆုံးအချိန်မှတစ်ခုကပေါ်လာပြီးမီရဲနေရာစူဝေးလာနဲ့အမျှမီလုံးကြီးကပို့ပို့ပြီးတော့ကြီးလာပါတယ်။ဘာတွေဖြစ်နေလဲဆိုတာပြပြဖို့အတွက်ရန်ဦးမှာခဲပါတယ်။မီရဲပင်လေကကောင်းကင်ကမီလုံးကြီးစီကိုစူဝေးလာပါတယ်။မြင်မာတဲ့နေရာကနေကြီးမဲ့ဆိုရင်မီရဲပင်လေကထုတ်သွားတော့မြင်ရ ရပါလိမ့်မယ်။ထိုအဆုံးမဲ့မီးယန်းပင်လေရာမီးလုံးကြီးကိုဗဟိုဖြစ်ထားပြီးအမြန်ကျုပ်သွားပါတယ်။မီးယန်းနီကမီးလုံးကြီးထဲကိုဝင်ရောက်လာတာများလာနဲ့အမြောက်ကျုပ်သွားတဲ့အမြန်တုံးကအမြင့်ဆုံးရောက်ရှိသွားပါတယ်။မီးယန်းပင်လေရာကျုပ်သွားပြီးရဲ့နောက်မှန်တစ်ချက်လိုဖြူဖွေးနေတဲ့မြေပြင်ကပေါ်လာပါတယ်။မီးလုံးကြီးကကောင်းကင်ကိုရောက်တဲ့အထိပူပူပြီးတော့ကြီးလာပါတယ်။နေပယ်ထဲကမီးယန်းနီအလုံးလီပါမီးလုံးကြီးထဲကိုစုဝေးသွားတဲ့အကြောင်းနေပယ်ထဲကမီးရီယာရောနေသွားပါတယ်။ယခုချိန်မှာမီးလုံးကြီးရဲ့အပြင်မှာမီးယန်းဘာမှမကြံတော့ပါဘူး။မေဟန်ရဲ့ကောင်းကင်လုံမြတ်ချင်းကနေခေါ်ယူလိုက်တဲ့အဆုံးမဲ့မီးယန်းအလုံးကမီးလုံးကြီး ထဲမှာရှိနေပါတယ်ထိုအချိန်မှာကောင်းကင်ကိုဖုံးလန်းနေတဲ့မဲမောင်းနေတဲ့မိခိုးတွေကမိလုံးကြီးရဲ့ပက်လက်မှာစူးစီးလာပါတယ်ထိုမိခွင်းကိုမြင်တဲ့သူတိုင်းကစိတ်လှုပ်ရှားသွားပါလိမ့်မယ်မိခိုးတွေကမိလုံးကြီးကိုဝင်းရိုက်လိုက်တာနဲ့နဆိုးဆွင်းရဲ့အမြောက်များကောင်းကင်မှာပေါ်လာပါတယ်အနေအောင်မိခိုးတွေအဖြစ်ပြောင်းလဲပြီးထိုနေရာကိုတဟုန်တိုးရောက်လာပါတယ်နဆိုးဆွင်းရဲ့နေရာဆင်းသက်လာတဲ့အများကြီးမားတဲ့အနေအောင်အခြေကဖြစ်လာပါတယ်ထိုရာရန်အောင်မှာကြီးမားပြီးသွေးစနေတဲ့မျိုးလုံးတွေရှိပါတယ်ပြီးတော့မိလုံးကြီးစီကိုတက်တက်တိုးဝင်လာပါတယ်ဒိုးရတဲ့မိလုံးကြီးကနေထွက်ပေါ်လာတဲ့အပူဒဏ်ကိုချက်ချင်းပဲခံစားလိုက်ရပါတယ်ခနာတရစ်တန့်သွားပြီး ီနောက်အနေငယ်ပြန်ဆုတ်သွားပါတယ်ပြီးတော့မီလုံးကြီးကိုစိုက်ကြည့်ပြီးမျက်လုံးထဲရတက်ခတ်လို့တဲ့စိတ်ကပို့ပြီးတော့ပြင်ထန်လာပါတယ်ဝင်လင်းကကြီးမားတဲ့မီလုံးကြီးထဲမှာမျက်လုံးလေးကိုမိထားပါတယ်သူ့ရဲ့ခန္ဓာကိုယ်အပေါ်ပိုင်းကတော်မနီငှက်တတူကလည်းလင်းလန်းစွာနဲ့တောက်ပါနေပြီးမီရဲ့အမြောက်များကိုဝင်လင်းရဲ့ခန္ဓာကိုယ်ကဆွေးဥနေပါတယ်ထို့ကြောင့်ဝင်လင်းရဲ့ခန္ဓာကိုယ်ကပိုအားကောင်းလာပြီးအပူချိန်ကလည်းအဆင့်တစ်ခုကိုရောက်ရှိသွားပါတယ်ဝင်လင်းရဲ့မူလအနှစ်စွမ်းရင်းကတော့ပြောင်းလဲသွားပြီးကြောင်မောက်ဖွဲ့ရအပူချိန်ကိုပိုင်ဆိုင်လာပါတယ်ထို့အချိန်မှာဝင်လင်းရဲ့မိထားတဲ့မျက်လုံးလေးကရုတ်တရက်ပွင့်သွားပါတယ်သူ့ရဲ့မျက်လုံးလေးကပွင့်သွားတယ်သူ့ရဲ့ ဲ့အခြေပြားပေါ်ကအကွဲချောင်းအားလုံးကကွဲရသွားပြီးအနေငယ်နေရနေတဲ့အခြေပြားကိုပြတ်သားလိုက်ပါတယ်ဝက်လင်းကမျိုးလုံးကိုဖိလိုက်တာနဲ့မြုံနေစရာမှုတိုင်းတစ်ခုကဆက်တင်လာပါတယ်တောင်မနီငှက်တတူကသူ့ရဲ့ခန္ဓာကနေထွက်လာပြီးသူ့ရဲ့ပလက်မှာလေပက်လာပါတယ်ဝက်လင်းကိုဝင်းရထားတဲ့ကြီးမားတဲ့မီလုံကြီးကမြုံနေစရာအမျက်နှုံးနဲ့ချုပ်သွားပြီးဝက်လင်းရဲ့ခန္ဓာကိုယ်ထဲကိုဝင်သွားပါတယ်ရှေးအောင်နဆိုးရိတ်ကလည်းချက်ချင်းပဲလှူရှားပြီးနဆိုးဆွဲနေကိုကပောက်ဖိလိုက်ကကျုံနေတဲ့မီလုံကြီးကိုလိုက်ပါတယ်ကြီးမားတဲ့မီလုံကြီးကမကြခင်တွင်းမှာပဲအမြန်ချုပ်သွားပြီးကျေလောင်တဲ့ပောက်ကွဲတန်ကထွက်လာပါတယ်ပြီးတော့အားလုံးကဝက်လင်းရဲ့ခန္ဓာကိုယ် ဲကိုဝင်ရောက်သွားပါတယ်ယခုချိန်မှာဝင်လင်းရှိမိရဲ့နေပင်မှာမီးရန်တစ်စက်ကမှမကျန်တော့ပါဘူး ဝယ်လင်းရဲ့ပုံကြီးကမီးရဲ့နောက်ဆုံးအဆက်ကိုဆွဲယူလိုက်ပြီးရဲ့နောက်ကပောင်းမပြန်ပေါ်လာပါတယ်သူရဲ့နေရဲနေရဲ့အခြေပြတောင်မန်နီငှက်တဲ့တောက်ပါနေရဲ့မျက်လုံးနေရာဝယ်လင်းကိုတောင်မန်နီငှက်အကရီလို့ဖြစ်စေပါတယ်မီးရဲ့နေရာပြောက်ွက်သွားတဲ့နဆိုးရိတ်ကနီးကပ်လာပါတယ်နီးကပ်မလာခင်မှာပဲအဆုံးမဲ့နဆိုးဆွမ်းရိတ်ကအနေအောင်မြခိုးအဖြစ်ပြောင်းလဲပြီးဝယ်လင်းကိုဝင်းရက်ကပြန်ပြန်ဖြစ်ဖြစ်ချင်နေပါတယ်သူကတဲ့နဆိုးရိတ်ကနီးကပ်လာတဲ့ဝယ်လင်းရဲ့မျက်လုံးနေမှာမီးရဲ့နေရာပေါ်လာပါတယ်မီးရဲ့နေရာပေါ်လာပြီးရဲ့နောက်ကဘာကြီးကိုဖျက်ဆီးနိုင်တဲ့တောင်မောက်ဖွေရမီးတွေကသူ့ရဲ့ခန္ဓာကိုယ်ကနေပောက်ွက်ထွက်လာပါတယ် ဝလင်းကမီးရဲ့နေအများကြီးကိုဆွဲယူထားပါတယ်။သူ့ရဲ့ခန္ဓာကနေပောက်ကွဲထလာတဲ့မီးရဲ့နေကသူ့ရဲ့ခန္ဓာကိုလုံလုံဆွဲယူပြီးရတော့ကျန်နေတဲ့မီးရဲ့နေထိုမီးရဲ့နေကိုစထိန်ထားမယ်ဆိုရင်သူ့ရဲ့ခန္ဓာကိုကထိခိုက်မှာမို့ထုတ်လွှတ်လိုက်ရပါတယ်။ထိုမီးရဲ့ပင်လယ်ကနေထွက်ပေါ်လာတဲ့အပူဓာတ်ကကောင်းကင်လုံမြိုက်ခြင်းနဲ့မတူညီပါဘူး။ကောင်းကင်လုံမြိုက်ခြင်းရဲ့ဆွားရည်မကပဲတောင်မန်နီငှက်ရဲ့နဖျားမီးရဲ့ကလည်းပေါင်းဝင်ပါတယ်။ယခုပောက်ကွဲထလာပြီးအမြန်ပဲပြန့်နှံ့သွားပါတယ်။မီးရဲ့ပင်လယ်ကလုံမကြီးမလို့ကောင်းကင်နဲ့မြေကြီးကိုဖုံးလွှမ်းသွားပါတယ်။ပြန့်နှံ့သွားတဲ့အခါအနေရောက်မီခိုရီထဲကလူကဆစ်လွတ်လိုက်တဲ့နဆိုးချင်းနဲ့တိုက်မိသွား ပါတယ်။နဆိုးရိတ်ကားနေဝန်ထဲဖွေရအော်တန်တစ်ခုကထွက်လာပါတယ်။မျက်လုံးလေးမှာကြောင်မှုတွေကပြင်းနေပြီးအမြင်မဲ့ဆုတ်သွားပါတယ်။ဒူဝါရင်နောက်ကျသွားပါပြီ။ဆုတ်သွားတဲ့အချိန်မှာမီးရဲ့ပင်လယ်ကဒေါသထွက်နေတဲ့လှိုင်းလုံးကြီးတွေလိုနဆိုးရိတ်ကိုဝါးမြူလိုက်ပါတယ်။နဆိုးရိတ်ရဲ့အော်တန်ကမီးရဲ့ပင်လယ်ထဲမှာပိတ်တင်ထပ်ပြီးအမြင်မဲ့ပြက်ကွက်သွားပါတယ်။အစိပ်ပိုင်းလေးပဲကျွန်တော်တို့အထိမီးရဲ့ပင်လယ်ကနေလွတ်မြောက်ပြီးထွက်ပြေးပါတော့မယ်။ဒူဝါရင်မီးရဲ့ပင်လယ်ရဲ့အဆောင်ကိုရှော့တွက်ထားပါတယ်။မီးရဲ့ပင်လယ်ရဲ့အပူဒဏ်နဲ့တောင်မနီငှက်ရဲ့နှုတ်လှခြင်းကနေထွက်လာတဲ့နဖျားမီးရဲ့နေကိုပေါင်းဆက်လိုက်တော့ကောင်းကင်လုံမြတ်ချင်းထန်းတော်ကိုပို့ပြီးတော့ဆွန်ထလာပါတယ်။ယခုချိန်မှာထိုရ အရက်လီမျက်နှာကိုပြတ်နေသွားပါတယ်ဝင်လင်းရှိနေတဲ့နေပယ်တွေမကပဲထိုပလင်းတွေကနေပယ်အားလုံးကိုလောင်မြိုက်ပြစ်ပါတယ်မီးရဲ့ပင်လယ်ကပြင်းထန်လာတဲ့အမျှကောင်းကင်မှာအကွဲကြောင်းနေရာပေါ်လာပြီးရုတ်တရက်ပြုတ်ကွဲသွားပါတယ်ထိုနေပယ်တွေမကပဲမီးရဲ့နေရာပြင်းထန်သွားတဲ့အမျှကဘာရဲ့လွှာတွေကိုချစ်ထုတ်လိုက်သလိုပဲဖျက်ဆီးသွားတဲ့နေရာတိုင်းကပျက်စီးသွားပါတယ်ပြုတ်ကွဲသွားပြီးရဲ့နောက်ပလင်းတွေကနေနောက်ထပ်နေပယ်တစ်ခုကပေါ်လာပါတယ်ထိုနေပယ်ကအနေအောင်တဲရီနဲ့ပြင်းထန်နေပြီးမဲ့မီးရဲ့အမြောက်များဝင်ရောက်လာပါတယ်ထိုမီးရဲ့နေရာအရာအလုံးကိုလောင်မြိုက်ပြီးထိုနေပယ်ကလည်းပြုတ်ကွဲစားပြုတ်လာပါတယ်ထိုနေပယ်ကလည်းပျက်စီးသွားပါတယ်ကောင်းကင်နဲ့မီးကြီးကို တလုံးစီတဲ့အတန်တွေကပိတ်တင်ထလာပါတယ်ပလင်းကပါသေးကနေပယ်တွေကတစ်ခုပြီးတစ်ခုပြိုကွဲသွားပါတယ်နေပယ်တစ်ခုကပြိုကွဲပြီးရင်မီးရဲနေရနောက်ထပ်နေပယ်တစ်ခုစီကိုဝင်ရောက်ပြီးပြိုကွဲစေပါတယ်ကြံနေတဲ့နဆိုးရိတ်ကနေပယ်တစ်ခုကမီးရဲနေရနေလွမြောက်နိုင်ပြီမဲနေပယ်69ခုလုံးဝနေတော့မလွမြောက်နိုင်ပါဘူးနေပယ်73ခုကပြိုကွဲပြီးရင်တော့နဆိုးရိတ်ကဝင်းနေဖွဲ့အောင်အတန်တစ်ခုကိုပြုတ်လိုက်ပြီးပျောက်ကွယ်သွားပါတယ်ဒူဝရင်ထပြိုကွဲမှုကမပြီးသေးပါဘူးထိုရာအဆပဲရှိပါသေးတယ်မီးရဲနေရဆက်ပြီးတော့ပြောင်းနေသွားတယ်မြှောက်ပုံတိုင်းတစ်ခုကစားတင်တယ်လို့နေပယ်တွေတစ်ခုပြီးတစ်ခုကပြိုကွဲသွားပါတယ်ထိုအချိန်မှာနောက်ထပ်နေ ်ပေတို့ကပြုတ်ခွဲသွားပြီးစစ်ထုံနယ်ရဲ့ဒေါသထွက်နေတဲ့အော်တန်ထွက်လာပါတယ် ဘယ်ကောင်ကငါချင်းချက်နေရောလာပြီးတော့တားရတာလေသူကအော်လိုက်တာနဲ့မီးရဲ့ပင်လယ်ကနေထွက်ပြေးသွားပါတယ်တေးစန်းဒါဘလို့မီးလဲစစ်ထူမန်ကအော်လိုက်တာနဲ့သူရှိနေတဲ့နေပယ်ကပြုတ်ခဲသွားပြီးနောက်ထပ်နေပယ်တစ်ခုကပေါ်လာပါတယ်လင်းထင်းဦးကလက်တဖက်နဲ့အမွေးတမင်ကိုဆွဲဖိလိုက်သလိုလွယ်လွယ်ကူကူနဲ့ပြဲသွားတဲ့ကောင်းကင်ကိုစိုက်ကြည့်နေပါတယ်အစုံမဲ့မီးရဲ့နေရကောင်းကင်ကနေဆင်းသက်လာပါတယ်သူ့ရဲ့ခေါင်းကချက်သိမ်းထသွားပြီးတုတ်ဆုတ်ချင်းမရှိပဲမီးရဲ့ပင်လယ်ကနေအမြင်မဲ့ရှောင်တိန်လိုက်ရပါတယ်မီးရဲ့ပင်လယ်ကတားဆီးလို့မရတဲ့အင်အားတစ်ခုလိုကဘာတစ်ခုလုံးကိုဖျက်ဆီးသွားပါတယ်နေနေမိတ်တွေအတားဆီးအလုံးကိုဖျက်ဆီးပစ်ပါတယ်ထိုအင်အားကဝင်လင်းရှိနေ န်နေရာကနေစရိုက်ကိုထိုးပေါက်လာပြီးပလင်းနေရနေပယ်တွေပြုတ်ကွဲသွားတဲ့အတန်တွေကကောင်းကင်နေမြေကြီးကိုတုံလုံးစေပါတယ်အလုံးစုံမြင်ရှိသူရဲ့ပုံအီကပြုတ်ကွဲနေတဲ့ကောင်းကင်မှာပေါ်လာပါတယ်သူရှိရလူတန်းကိုစိုက်ကြည့်ပြီးတဲတိစိတ်နဲ့စဉ်းစားနေပါတယ်မိရဲ့ပင်လယ်ကရောက်လာတဲ့အချိန်မှာဘေးကိုတလန်းလှမ်းလိုက်တော့မ မီးရဲ့ပင်လယ်ကသူ့ကိုဖျက်ချော်သွားပါတယ်လင်ထင်းဟိုးစစ်ထုနဲ့အလုံးစုံမရှိသူတို့တွေမကပဲနေပယ်69ခုထဲကလူတိုင်းကထုံမီးရဲ့ပင်လယ်ရဲ့စွမ်းအားကိုခန်းစားလိုက်ရပါတယ်နေပယ်တွေတစ်ခုပြီးတစ်ခုပြိုကွဲသွားပြီးပြိုကွဲနေတဲ့လီဟာနေထဲမှာလူတွေကပူပူပြီးတော့ပေါ်လာပါတယ်ခေါင်းကြီးကောင်လေးချန်ကြီးကိုတုံးရောက်ဘူးဒီပေါ်ကအဖိုးကြီးမင်းနဲ့နေတဲ့ဝိယုံနဲ့လူနဲ့အကြီးကဲဖွိုင်းတို့အပေါင်းဝင်ပါပဲဒိုဝါရင်ထုံပြိုကွဲမှုကမပြီးသေးပါဘူးဆက်ပြီးတော့ပြန့်နှံ့နေပါတယ်ထုံပြိုကွဲမှုမှာနေပယ်တိုင်းရဲ့အစွမ်းနဲ့ပေါင်းဆက်ထားလို့ဘသူကမှမတားဆီးနိုင်တဲ့အင်အားတစ်ခုကဖြစ်လာပါတယ်ပလင်းကပတဲ့ကနောက်ဆုံးနေပယ်စီကိုတဟုန်တိုးတိုးဝင်သွားတဲ့အမျှ ိုပြီးတော့အကောင်းလာပါတယ်ထိုနယ်ပယ်ကပျက်စီးသွားရင်ထိုကြောက်ပလင်းဖြူထဲကနေသူတို့အလုံးကထွက်သွားနိုင်ပါပြီ မီးရန်ပင်လယ်ရဲ့ဆွာကဝင်လင်းတွေးထင်တာအထက်နောက်အစာပေါင်းများစွာအကြီးမားလုံးပါတယ်။သူ့ရဲ့မျက်လုံးထဲကမီးတောက်တွေကဖြည်းဖြည်းချင်းပြောက်ကွယ်သွားပါတယ်။ပလင်းကပတွေကနေပယ်တွေကပြုတ်ကွဲသွားတဲ့အခါသူကအနေအောင်မျိုးစင်ထဲမှာကြံခဲ့တဲ့အိမ်နဲ့ထူးဆန်းသူကပြီးခဲ့တဲ့အဝိုင်ယုံတလင်းကြောက်ကိုပြန်ယူဖို့အတွက်ချက်ချင်းပဲရွှေလျားလိုက်ပါတယ်။အဝိုင်ယုံတလင်းကြောက်ကိုစစ်ဆေးဖို့အတွက်အချိန်မရှိပါဘူး။အဝိုင်ယုံတလင်းကြောက်ကိုသူ့ရဲ့တုံတော်အဖေကိုထည့်လိုက်တာနဲ့မီးရန်ပင်လယ်ကလည်းပလင်းကပရဲ့နောက်ဆုံးနေပယ်စီကိုတုံးဝင်လာခဲ့ပါတယ်။မီးရန်ပင်လယ်ကနေပယ်68ခုထိကိုဖျက်ချက်သွားပါတယ်။ထိုနေပယ်68ခုရဲ့ဆွာကိုစုစည်းပြီးတော့ရတန်လိုပြားတဲ့အင်အားတစ်ခု ဖြစ်နောက်ဆုံးအတားအဆီးကိုတိုက်မိသွားပါတယ်။ကဘာကိုတလုံးစီမဲ့အတန်ကြီးကပလင်းကဘာတစ်ခုလုံးမှပိတ်နေထပ်သွားပြီးအပူလိုက်အချိန်ဟုန်ကြီးရလဲကဘာတစ်ခုလုံးလွှမ်းခြုံသွားပါတယ်။ထိုမီးရဲ့ပင်လယ်ရဲ့ဆွာကမင်းဟန်ရဲ့ကောင်းကင်တောင်မြတ်ချီထန်းတော်ပို့ပြီးတော့အကောင်းပါတယ်။ဝလင်းကမီးရဲ့အရန်အများကြီးကိုဆွဲယူထားပြီးပြန်ထုတ်လွှတ်လိုက်ရတာကြောက်တာဒီလိုမျိုးအကျိုးသက်ရောက်မှုမျိုးဟာရှိခဲ့တာပါ။မီးရဝလင်းရဲ့ခန္ဓာကိုယ်ကနေတစင်းပြောင်းလဲမှုဖြစ်ပေါ်ခဲ့ပြီးထုကဲ့သို့ဆွာမျိုးကိုနောက်တစ်ချိန်ထပ်ပြားသားဖို့အောင်ဖြစ်နိုင်တော့ပါဘူး။တစုံတယောက်ကဝလင်းအတွက်မငြိမ့်နိုင်တဲ့မီးရဲ့ပင်လယ်တစ်ခုကိုထပ်ပြီးတော့ဖန်တီးပေးပြီးတော့သူ့ရဲ့အမေဆုံးအဆင် င်းကိုရောက်တဲ့အထိစိုးရူပြီးမှပဲပြန်လည်ထုတ်လုပ်မှသာဖြစ်နိုင်ပါမယ်။ဝယ်လင်းရဲ့ခနာကိုပေါ်ကအနီအောင်တောက်တောက်တွေအားဖြည်းဖြည်းနဲ့ပြက်ကွက်သွားခဲ့ပေမဲ့တောင်မန်နီငှက်တတူကတော့နီးရဲနေသေးပါထိုအရာသူ့ကိုပြုံးပြတတ်နိုင်တဲ့အရှိန်အဟာတစ်ခုကိုပေးဆွမ်းနေပါတယ်။တောင်မန်နီငှက်ရဲ့အမီးတွေအားသူ့ရဲ့လေပင်းကိုပထားပြီးမြခုံးတစ်ခုချာမှရက်တက်နေတယ်လို့ဝယ်လင်းရဲ့အနေအောင်စပင်းနေနဲ့ပေါက်ဆက်နေတယ်လို့ပါပဲ။အဝေးရနေကြည့်မှန်ဆိုရင်ဝယ်လင်းရဲ့အနေအောင်စပင်းနေရဲ့ပလဲမှာခင်ရောက်မီတော်တစ်ခုကရှိနေတယ်လို့ပါပဲ။တောင်မန်နီငှက်ရဲ့နိုးထလာခြင်းအားဝယ်လင်းရဲ့ကျင့်ကြံမှုအစင်းကိုမြင့်တင်မပေးခဲ့ပေမဲ့သူ့ရဲ့ခနာကိုယ်တွေကမူလဆွေရင်ကိုပြောင်းလဲပေးခဲ့ပါတယ်။ ်မူလဆိုင်ထဲမှာပါဝင်နေတဲ့ဘူရှင်เจ้าဝင်လင်းရဲ့ဒီပညာအလုံးကကြောက်မောက်ဖွေရာကောင်းလာခဲ့ပါတယ်ဝင်လင်းရဲ့ရှီအောင်နဲ့ဖျားခန္ဓာကိုကမီးရဲနေကိုလိုက်ရုံညှိထွေဖျင်းအောင်လှုပ်ဆောင်နေခဲ့လို့ယခုဆိုရင်သူကလက်တစ်ချက်ဝင်ရုံနဲ့မီးရဲနေကိုဆင့်ခွန်နိုင်ပါပြီဝင်လင်းကနိဗ္ဗာန်အမြန်ရောအလေအဆင်းမှသာရှိပေမဲ့အစွမ်းထက်ဆုံးနိဗ္ဗာန်အမြန်ရောအစဉ်ကျဉ်းကျဉ်းသူဖြစ်လာပါပြီသူရဲ့ရှီအောင်နဲ့ဖျားခန္ဓာကိုနဲ့ ပေါင်းစပ်မဲ့ဆိုရင်နိဗ္ဗာန်တန်းစင်သူနှောက်ပိုင်းအစဉ်ကျဉ်းကျဉ်းသူတွေရအောင်သူရဲ့အစွမ်းထက်တဲ့မီးရဲနေပညာတွေနဲ့ခန္ဓာကိုရင်ဆိုင်ရတဲ့အခါခေါင်းကရရပါလိမ့်မယ် သူကရင်သူ့ရဲ့ရှေးရောင်နှဖျားခံတော်ကကျင်ငါးပွင့်အစိမ့်မှာပဲရှိသေးရကြောင်းသူထုတ်ပြန်နိုင်တဲ့စွမ်းအားကကန့်သက်ချက်ရှိနေပါတယ်။နိဗ္ဗာန်တန်းစင်သူအလေအလတ်ဆင့်စွမ်းအားကိုပြသနိုင်တာပဲသူ့ရဲ့အမြင့်ဆုံးအစိမ့်ပါ။ဝက်လင်းကနိဗ္ဗာန်တန်းစင်သူနှောက်ပိုင်းအစဉ်ကျဉ်းကျဉ်သူတွေနဲ့တိုက်ခိုက်နိုင်တဲ့စွမ်းအားကိုလူချင်းမိမဲ့ထိုအရာအတွက်သူကိုယ်တိုင်ကနိဗ္ဗာန်အမြင်အောင်နှောက်ပိုင်းအစဉ်ထိကိုရောင်းအောင်အရင်ကျဉ်းကျဉ်ရပါမယ်။ဘာလို့လဲဆိုတော့ဒုတိယအဆင့်ရဲ့အစိမ့်ငယ်တစ်ခုချင်းစီကြာကွာခြားချက်ကအရန်ဥမကြီးမားပါတယ်။ဝက်လင်းကရှေးရောင်နှဖျားရဲ့စွမ်းအားရှိရင်တော့နိဗ္ဗာန်တန်းစင်သူအလေအစဉ်နဲ့နှောက်ပိုင်းအစဉ်ကြာကော်ဟတ်ချက်လိုမျိုးအလွယ်တကူနဲ့မကျော် ွားနိုင်တဲ့ကောဟာချက်တွေအားရှိပါသေးတယ်။တေဘိုဘီယာနိဗ္ဗာန်တန်းစဉ်အလေအစင်းမှာအချိန်တော်ကြာကြန့်ရှိနေခဲ့ပြီးနောက်ပိုင်းအစင်းကိုမြောက်နိုင်ခဲ့ပါ ው ထို့ကြောင့်ထိုအရာဘယ်လောက်ထိခက်ခဲလဲဆိုတာသိသာစီပါတယ်။တကယ်တော့အန်အုံးဖွဲ့ရကံကောင်းချင်းရတာမရှိဘူးဆိုရင်ကျဉ်းကျဉ်းသူတွေအတွက်နိဗ္ဗာန်တန်းစဉ်သူနောက်ပိုင်းအစင်းနဲ့အထုံးထိပ်အစင်းကိုရောက်ဖို့ဆိုတာအရန်ဦးမှာခက်ခဲပါတယ်။ကိုယ့်ရဲ့နယ်ပယ်တိုးတက်လာတာအပြင်ကဘာရဲ့ဥပဒေတွေကိုဘယ်လိုထိန်းချုပ်အောင်မလဲဆိုတာသိယူရပါတယ်။နိဗ္ဗာန်တန်းစဉ်သူနောက်ပိုင်းအစင်းမှာဥပဒေနဲ့ကိုယ်ပိုင်နယ်ပယ်ကိုပေါင်းဆက်ဖို့အတွက်လိုအပ်ပါတယ်။ထိုအရာနိဗ္ဗာန်တန်းစဉ်သူအထုံးထိပ်မှာအမြင့်ဆုံးရောက်ရှိပြီးတော့ကျဉ်းကျဉ်းသူအမ များစုရဲ့အိမ်မက်ဖြစ်တဲ့နိဗ္ဗာန်ဖြစ်စီသူအမြင့်ဆုံးအဆင့်တင်းကျပ်မှုအဆင့်ထဲကိုဝင်ရောက်သွားမှာပါယခုထိမှမီးယံပင်လယ်ထရေပလင်းကပါထဲကိုတုံးဝင်ပြီးတော့နောက်ဆုံးနဲ့ပင်နဲ့အစမပြတ်တိုက်မိနေပါတယ်နောက်ဆုံးနဲ့ပင်နဲ့တိုက်မိတိုင်းပလင်းကတုံခါနေပါတယ်အဆုံးမရှိတဲ့မီးယံနေရာနောက်ဆုံးနဲ့ပင်စီကိုတုံးဝင်လာပါတယ်နောက်ဆုံးနဲ့ပင်ကနေပတ်ကွဲတံများထွက်လာပြီးနောက်ဆုံးမှတော့ပြုတ်ကွဲသွားပါတယ်ကောင်းကင်ကပိုင်ကွဲသွားသလိုပဲစက်ကူတရုပ်ကိုစုပ်ပဲပြီးတော့လွတ်ဖြစ်လိုက်သလိုပဲရှီအောင်နှဖျားဘီလိုရဲ့ပုံရင်ကနောက်ဆုံးနဲ့ပင်မှာပေါ်လာပါတယ်သူ့ရဲ့ညာဘက်လက်ထဲမှာမီးကုန်းကစာလေးတစ်ခုကိုကင်ထားပါတယ်စာလေးကနေကောင်းကင်ဝင်းညင်စွမ်းအင်းများထွက်လာ ပြီးဘေလိုစီကိုတိုးဝင်လာပါတယ်ထိုစာလိမ့်မှာဝိညာဉ်တစ်ခုကရှင်းနေတယ်လို့ပါပဲရှီယောင်နဆူရဲ့ထိန်းချုပ်မှုကိုလက်မခံချင်တာကြောင့်ယုံကန့်နေပါတယ်ဘေလိုရဲ့အစ်ဆက်တဲ့အကြီးအပျက်စီးသွားတဲ့နောက်ဆုံးနဲ့ပဲကိုဖောက်ထွင်းဝင်ရောက်ပြီးပလင်းနေရလူတိုင်းကိုတစ်ချက်ချင်းအကြီးကဝင်လင်းစီမှာအကြီးကရပ်တန့်သွားပါတယ်ထိုအချိန်မှာစာလိမ့်ကနေကောင်းကင်ဝိညာဉ်စွာကပို့ပြီးတော့အကောင်းလာပြီးဟိန်းတန့်ကြီးတစ်ခုကထွက်လာပါတယ်ဘေလိုကအစ်ဆက်ဆောင်ရဲ့နှာခေါင်းရှုပ်ကညာလက်ကိုညှစ်လိုက်ပါတယ်သူ့ရဲ့ညာဘက်မျက်လုံးထဲကကျဲခွန်းဆင်းရလေလင်းလက်ထွက်လာပြီး နဆိုးဆွင်းရဲ့အမြောက်များညာလက်ကစာလိပ်စီကိုတိုးဝင်သွားပါတယ်စာလိပ်ပေါ်ကဒစိမ့်တွေအလုံးကကျိုးပဲ့သွားသလိုပောက်ကွဲတက်များလည်းထွက်လာပါတယ်စာလိပ်ကလည်းခံပြင်းနဲ့ဟိန်းတန်ထွက်လာပေမဲ့မကြခင်မှာပဲအစိမ်းရောက်အလင်းတစ်ခုကစာလိပ်တစ်ခုလုံးကိုဖုံးလွှမ်းသွားပါတယ်ဟိန်းတန်ကလည်းပြက်ကွက်သွားပြီးကောင်းကင်ဝိညာဉ်ဆွမ်းရင်းတွေထွက်ပေါ်နေတဲ့စာလိပ်ကသူ့ရဲ့ကောင်းကင်ဝိညာဉ်ဆွမ်းရင်းအလုံးကိုဆူချုံသွားပါတယ်ထိုအစားနဆိုးဆွင်းရင်းတွေကအဆုံးမရှိဝင်ရောက်လာပါတယ်စာလိပ်ရဲ့ရောင်ကမိခိုးရောင်ကနေအစိမ်းရောင်ကိုပြောင်းလဲသွားပါတယ်ထိုအရာအလုံးကမျက်စိတမိတ်အတွင်းမှာပဲဖြစ်ပျက်သွားတာပါကောင်းကင်ကလည်းပြက်ကွက်သွားပြီးပလင်းကပါတွေကနေပဲ99ခုကလည်းပြက်ကွက် ွဲသွားပါတယ်။လူတိုင်းကစစ်တပ်ဝရရဲ့မူလအဆောက်ကိုပြန်ရောက်သွားသလိုပဲထိုနေရာမှာကဘာဦးခေတ်ကလိုဗျံပရဖြစ်မှုမြို့ခိုးတွေအားပြင်းထန်နေပါတယ်။မြို့ခိုးတွေကလှုပ်ရှားပြီးမီးတောက်တွေနဲ့ရောနှောသွားပါတယ်။မီးတောက်ထဲကိုစီလောင်လိုက်သလိုပဲမီးတောက်ကပုံမှုပြီးတော့ပြင်းထန်လာပြီးအပြင်လောကကိုဥတီပြီးတော့ထွက်ပေါ်လာပါတယ်။ မြူခိုးရီရွံ့နှောင်းနေတဲ့မိတော့တွေကမြုံနိုင်စရာမပြတဲ့အပူရှင်ကိုထုတ်လွှင့်နေပါတယ်ထိုဆွမ်းကတကဘာလုံးတလို့စီပြီးထိုလီဟာနေရဲ့အပေါ်ဆုံးကိုဥတီပြီးတော့ထွက်လာပါတယ်တစ်သားသရားပေါ်ကမင်းမောင်းနေတဲ့မြူခိုးရီရဲ့ဂျာလူရဲ့ရှေးကပလင်ကအနီအောင်ပြောင်းပြီးအပူရှင်တွေကိုထုတ်လွှင့်နေပါတယ်ပလင်ဝါမှာပိတ်ထားတဲ့ဖော်တုံးကလည်းပြင်းထန်စွာနဲ့တုန်ခါနေပါတယ်ထူးဆန်းတဲ့ဆွမ်းအတစ်ခုကလွမြောက်တော့မရအောင်ဖြစ်နေပါတယ်မြူခိုးရီဂျာလူကအစ်စရဲအကြီးနဲ့ကြီးလိုက်ပြီးသူ့ရဲ့၆သွေးနေတဲ့လက်ကိုမြောက်ကတစ်သားဖော်တုံးကိုလူညိုနဲ့ထိုးလိုက်ပါတယ် နဆိုးဆွမ်းအင်းကြီးကသူ့ရဲ့လက်ညှိုးကနေထွက်လာပြီးဖော်တုံးကိုဖောက်ထင်းကပလင်းထဲကိုဝင်ရောက်သွားပါတယ်။သူကတဲ့နဆိုးဆွမ်းအင်းကဖော်တုံးကိုဝင်ရောက်သွားတဲ့အချိန်မှာပဲကောင်းကင်အကရေရဲ့ဂူထဲမှာကပောက်တုံလို့သွားစီနိုင်လို့တဲ့ပောက်ကွဲတန်ကြီးကထွက်လာပါတယ်။ပောက်ကွဲတန်ကြီးကိုကြားလိုက်တာနဲ့ကြောက်စင်းပလင်းဖြူရဲ့ဖော်တုံးကပမဲကွဲကြည့်သွားပြီးတောင်တလုံးလိုမျိုးအပေါ်ပန်းထွက်သွားပါတယ်။ထိုဆွမ်းကရန်ဦးမှာအကောက်နာချောင်းလေးပွေကြီးတစ်ခုကဖြစ်လာပြီးမဲမောင်းနေတဲ့မြေခိုးတွေကိုတုံးလမလောက်မုတ်ထုတ်လိုက်ပါတယ်။ ထိုနေရာမှာမှုံဝါပုံရိပ်တစ်ခုကလည်းပေါ်လာပါတယ်ထိုရှုပ်ထွေးတဲ့မော်ထင်းဆောက်ကိုထွင်လာတဲ့အနေအောင်တန်ကြကတစုံကိုမြင်ရပါတယ်ထိုတန်ကြကကနေအစ္စရဲနဆိုးဆွမ်းရင်းကိုထွက်လွတ်နေပါတယ်သူ့ရဲ့ခြောက်သွေးတဲ့လက်ကိုပြန်ဝင်သိမ်းလိုက်တော့ဖော်တုံကပေါက်ကွဲသွားပါတယ်တန်ခမောရဲ့နောက်ကနေမှိုက်မဲနေတဲ့မျိုးလုံးနှလုံးကပလင်းစီကိုဆူဆိုက်ပြီးတော့ကြီးနေပါတယ်ဖော်တုံကကွဲသွားတာနဲ့ပလင်းဝါကနေပြင်းထန်တဲ့မိရောက်တွေကထွက်ပေါ်လာပါတယ်မိရောက်တွေနဲ့အတူမြုံနိုင်လောင်းကအပူချိန်တွေကလည်းထွက်လာပါတယ်ဘာတွေဖြစ်ဖြစ်သွားလဲဆိုတာတမန်လူတွေကမတွေးတော့နိုင်လောင်းပါပဲကြောက်စင်းပလင်းဖြူကမိရောက်တစ်ခုအဖြစ်ပြောင်းလဲသွားပြီးထိုအချိန်မှာမိရောက်ကပေါက်ကွဲသွားပါတယ် မီတောက်ချော်ရီတွေကနေရာအနှံ့ကိုပြန့်နှံ့သွားပါတယ်မီတောက်ရဲ့ပူချိန်ကအရန်ဥမမြင်မပါတယ်မီတောက်ကပေါ်လာတဲ့တစ်သားတရားကမီတောက်ကျွမ်းသွားပါတယ်တရားအောက်ကမြစ်ကလည်းချက်ချင်းပဲခြောက်ခွန်းသွားပြီးမြစ်ကြမ်းပြင်ကပေါ်လာပါတယ်ရက်စက်ကြံကြုတ်တဲ့တားရီတွေကအဟစ်ပြီးသွေးမြူခိုးတွေအဖြစ်ပြောင်းလဲသွားပါတယ်တစ်သားတို့ကရုတ်တရက်မီလောင်ကျွမ်းပြီးပြကြသွားပါတယ်မြူခိုးတွေကြားလူကခြံဝန်းတစ်ခုမှရက်နေပါတယ်ခြံဝန်းထဲမှာနန်းဆောင်တွေအများကြီးရရှိပြီးမိုးဝေးတဲ့နေရာမှာဝါးပင်နေရာလည်းရှိပါတယ်အရင်ကလမ်းဆန်းဆိုပေးတဲ့ထိုနေရာကနဆိုးဆွိုင်းတွေနဲ့ရုတ်တရက်ပြင်းထန်သွားပြီးချက်ချင်းပဲပြောင်းလဲသွားပါတယ်နန်းဆောင်တွေက ည်းမှုံဝါသွားပြီးဝါပိနေရအနေအောင်ပြောင်းသွားပါတယ်မြက်ပိနေရပါရုတ်တရက်ပြောင်းလဲသွားပါတယ်ဒိုးရရင်ကောင်းကင်ဘုံနယ်ပယ်ဖြစ်ဖြစ်နဆိုးနယ်ပယ်ဖြစ်ဖြစ်မိရောက်ပင်လယ်ရဲ့ရှေ့မှာချက်ချင်းပဲပြာကျသွားပါတယ်မြုပ်ခိုးတွေဓာတ်လူပါရုတ်တရက်ပေါ်လာတဲ့နဆိုးပင်လယ်ရဲ့တယောက်မှုကိုခံရပါတယ်မဲမောင်းနေတဲ့မြုပ်ခိုးတွေကပေးရပေါင်းများစွာဆုတ်သွားပြီးသူ့ရဲ့ပုံရိပ်ကပေါ်လာပါတယ်မိကုန်းရောစပင်နေရသူ့ရဲ့မဲနဲ့နေတဲ့တန်ချက်ကအောက်မှာလွင့်နေပါတယ်မိရောက်တွေကပေါ်လာနေသူ့ရဲ့မှုန်မိုင်းတဲ့မျက်နှာနဲ့အမြင့်ဆုံးအဖို့ကိုခုန်တက်သွားပါတယ်ထိုးချိန်မှာမိရောက်ပင်လယ်ကိုဖျက်ပြီးပလင်းဝါးကနေလူတစ်ယောက်ကရုတ်တရက်ထွက်လာပါတယ်သူကခမမာနဲ့အစိ င်းကြောက်စာလေးတစ်ခုကိုကင်ထားပါတယ်သူကတော့ရှေးအောင်နဆိုးဖေလိုပါသူကတန်ကြောက်ကထားတဲ့လူကိုကြည့်ပြီးပြုံးလိုက်ကခေါင်းကိုခံရလိုက်ပါတယ်ကောင်းကင်ဧကရေရဲ့ကိုရံတော်လေးယောက်ထဲရတယောက်ဖြစ်တဲ့ရက်ဆက်ဓာသမားအခုတော့ရှေးအောင်နဆိုးအတွက်ပြန်လွင့်နေတဲ့နဆိုးတစ်ကောင်ပဲဖြစ်နေရပြီတနာစရာပဲကျွန်တော်တော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့အဆုံးထိကျရှုပဲတို့အားလုံးကျေးဇူးအထူးမြင့်တင်ရှိပါတယ်